င်္ဂလာပါရှင်။ဗမာခေတ်တဲ့တရင်ဌာနမှာပြန်နေကြိုးဆိုလိုက်ပါရရှင်။ယခုချိန်မှာစာပေထိတ်တန့်ရောက်တရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ရှင်။ပရမအောင်ဆုံးတရင်နေနဲ့အကျန်းဘက်စစ်ကောင်းဆောင်မင်းအောင်လိုင်းယနေ့နဲ့နဲ့ပိုင်းလေရင်မှုတူဘူမှုကြီးမင်းမင်းဆိုမောင်းနေသောစတက်အထူးလေရင်ဖြင့်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာဆိုတဲ့တရင်ပဲဖြစ်ပါရရှင်။အကြံမဲ့စက်ကောင်ဆောင်မင်းအောင်လိုင်းဒီယနေ့နနက်ပိုင်းလေးတက်မှာလေရင်မှုတူဘုံမှုကြီးမင်းမင်းဆိုမောင်းနေသောစတက်တူလေရင်ဖြင့်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာမည်ဖြစ်သည် မင်းအောင်လိုင်းကယနေ့ဧပြီလ3ရက်နေ့နေ့နက်ပိုင်းစစ်တပ်အထူးလင်းဖြင့်နေပြည်တော်မှဘန်ကောက်မြို့သို့ထွက်ခွာမည်ဖြစ်ပြီးဘန်ကောက်တွင်ဘင်စတပ်အစည်းအဝေးကိုလာရောက်မည်ဖြစ်ကြောင်းယင်းအစည်းအဝေးကိုတိုင်းဝန်ကြီးချုပ်ဖီထရိုနန်ရှီနိုဝက်ကတဘာပတိဖြစ်တောင်းယူခြင်းပါမည်ဖြစ်ပြီးမင်းအောင်လိုင်းကိုဖိတ်ကြားခဲ့ခြင်းဖြစ်ကဘင်စတပ်ဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အိန္ဒိယ၊သရီလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါနှင့်တိုင်းနိုင်ငံတို့ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်းသိရှိရသည်။ မင်းအောင်နိုင်လိုက်ပါမည်စတက်တူလေရင်ကိုဒူဘုံမူကြီးမင်းမင်းဆိုက လေရင်မူအဖြစ်၎င်းဘုံမူနေထွန်းဦးကအကူလေရင်မူပိုးကြီးမင်းမင်းထိုင်ကအကူလေရင်မူပိုးကြီးအောင်ကျော်မြင့်ကလေးဆောင်အင်ဂျင်နီယာဖြစ်၎င်းပိုးကြီးတော်ချိုတတ်တာကလေးဆောင်လက်ညွန်အရာရှိဖြစ်၎င်းလိုက်ပါကြမည်ဖြစ်ကြောင်းသိရှိရပါရှင်။ အမျိုးသားညီညွတ်ရေးအစိုးရကတိုင်းနိုင်ငံတွင်ကျင်းပမည့် Benster Day သည့်အစည်းအဝေးတွင်အကြံပေးဆက်ကောင်ဆောင်မင်းအောင်လှိုင်ကိုတက်ရောက်ခွင့်မပြုရန်တရားဝင်ကြေညာချက်ထုတ်ပြန်တောင်းဆိုခဲ့သည်။အကြံပေးဆက်ကောင်ဆောင်မင်းအောင်လှိုင်မှနိုင်ငံအတွင်းငလျင်ပေးကြုံတွေ့နေရသော်လည်းဘန်ကောက်တွင်ကျင်းပသည့် Benster Day သည့်အစည်းအဝေးကိုလက်လွတ်မခံဘဲတွားရောက်တက်ရောက်ခြင်းဖြစ်သည်။ဆလဘင်းတကုံမြို့သည့်အရှိပိုင်းရွှေတောင်နှင့်တောင်ရင်ကြီးမြို့နယ်တို့တွင်စစ်မှုထမ်းပတ်စဉ်စနစ်အတွက်လူငယ်များကိုဖမ်းဆီးဆင်ခုံမှုများကိုစစ်တပ်နှင့်အုပ်ချုပ်ရေးအဖွဲ့ကလှုံ့ဆော်ဆွေးနွေးခြင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ။တကုံမြို့တဲ့ရှေးပိုင်းမြို့နယ်ရှေးတောင်မြို့နယ်နဲ့တောင်တန်းကြီးမြို့နယ်ရင်းစစ်မှုထမ်းဘက်စင်ဆန်တဲ့အတွက်လူငယ်များကိုဖမ်းဆီးဆင်ခေါ်မွေများကိုစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့ကလှုပ်ဆောင်လျက်ရှိကြောင်းစင်ခေါ်ဖမ်းဆီးခံရသောလူငယ်များ၏မိဘဆွေမျိုးများကရှန်ကုန်ခေတ်တည်တဲ့ဌာနတန်းတို့ပြောဆိုသည်။ တကုံမျိုးတဲ့အရှိပိုင်းမျိုးနဲ့မှန်ရှိရက်ကတင်အုတ်ချုပ်ရီမှုလာတဲ့ငါစစ်မှုတန်းအပတ်စဉ်စနစ်အတွက်စစ်မှုတန်းရမျိုးဆိုကလူငယ်များကိုစင်ခေါ်လာကြောင်းထို့သောစင်ခေါ်လာတဲ့အတွက်လူငယ်များနဲ့အုတ်ထင်းသူမိဘများမှာငိုယူစိတ်ဆင်းရဲလျက်ရှိကြောင်းသိရှိရသည် အုတ်ကြီးလာတဲ့ငါရှိရက်ွက်အတွင်ကလူငယ်တွေကိုစစ်မှုထမ်းမှုစာနေစင်ခေါ်ပါရယ်မဲပေါက်ထားသူရောမဲမပေါက်ထားသူအကုံစင်ခေါ်နေတာလူငယ်တွေရောမိဘတွေရောအကုံစိတ်စင်ရဲနေရတယ်စင်ခေါ်စာတွေကိုလည်းအုတ်ကြီးနဲ့စာခါတွေကလိုက်ပို့နေတယ်ဟုဒေသပြည်သူတွေကပြောဆိုသည် အလာတူပဲခူးတိုင်းရွှေတောင်မြို့နယ်ရှားတိုင်းကျေးရွာတွင်ကျေးရွာအုပ်ချုပ်ရေးမှူးလှဟန်ကစစ်တပ်ကိုခေါ်ယူကျေးရွာအတွင်မှလူငယ်နှုတ်ဦးကိုရခုလာတွင် ဖွင့်လှစ်ပြီးစစ်မှုရန်ပတ်စင်စနစ်အတွက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းစစ်တပ်ကကျေးရွာတွင်သူဝင်ရောက်ပြီးလူငယ်များကိုဖမ်းဆီးရာတွင်တွေ့ပြေးမှုများရှိသဖြင့်တနက်၆လံပြေခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းဖမ်းဆီးထားသောလူငယ်နှုတ်ဦးကိုခလာရ၁၄အတွင်သို့ခေါ်ဆောင်သွားကြောင်းသိရှိရသည် မတ်လ31ရက်နေ့ညနေ9:00နာရီမှာကျေးရွာလူကြီးလှဟန်းနဲ့စစ်တပ်ကရှားတိုင်းကျေးရွာတွေကိုဝင်ပြီးလူငယ်တွေကိုဝင်ဖမ်းနေရွာရင်းဝင်လာပြီးဆွဲတာမှာလူငယ်နှအိုးပါသွားပါတယ်ထွက်ပြေးသူတွေရှိတော့စစ်တပ်ကတနက်နေ့6လမ်းပြစ်ခတ်တယ်ဖြစ်စဉ်ကတော့အုပ်ကြီးကစစ်တပ်ကိုပေးနေရတဲ့စစ်မှုထမ်းကြီးအရင်လာကသူက15သိန်းစိုက်ထားရလို့အခုစစ်မှုထမ်းကြီးကိုရဲရွာကနေ15သိန်းပို့ထအောင်ကောက်ပေးဖို့ပြောရကနေအဆင်မပြေဖြစ်ပြီးတော့စစ်တပ်ခေါ်ပြီးပေါ်တာဆွဲခိုင်းတာကိုရှားတို့ကျေးရွာမှာလူငယ်တွေကရှင်းပြသည် ယခုကောင်ရှာနိုင်ကျေးရွာမှလူငယ်များအားလုံးအုတ်ချုပ်ရည်မှုလှဟင်းနှင့်စစ်တပ်ကိုကြောက်လန့်ရထွက်ပြေးတင်ရှောင်နေရကြောင်းသိရှိရသည်။ထို့သူမကွေတိုင်းတောင်တွင်ကြီးမြို့နယ်အုံနေတန်းကျေးရွာတွင်လည်းကျေးရွာအုတ်ချုပ်ရည်မှုစုကောင်လူငယ်များကိုစစ်မှုရန်ပတ်စဉ်စနေတွင်ဆင်ခေါ်နေပြီးစစ်မှုမတန်လို့လင်းလားစင်ကြီးပုံမှန်ပေးရမည်ဟုဆိုကောင်ချင်းချောက်တောင်ခံနေကြောင်းသိရှိရသည်။အရင်ကစမုတ်တန်ကြီးကတရင်နောင်ကို6000နှုန်းနဲ့ကောက်ခံတာအခုကတော့တရင်နောင်ကို3000နှုန်းဆိုပြီးထပ်တိုးကောက်ခံနေတယ် ဇေယျာကလည်းသူအညှို့ထားမှာဆိုရင်တော့ဘသူကမှမပြောရဲကြဘူးအုတ်ချုပ်ရေးမှုကအရင်ကကြန့်ခိုင်ရေးပါတီမှာဖွဲ့ဝင်အခုတော့ရွာလူကြီးတက်လုံနေတာသူနဲ့မတည့်တဲ့မိသားစုကလူငယ်တွေကိုလည်းစစ်တပ်ထဲကိုအတင်းထဲနေတာဟုဒေသပြည်သူတို့ကရှင်းလင်းပြောဆိုသည်အကြံဘက်ဆဲကောင်စီက2024ခုနှစ်မေလမှစတင်ပြီးစစ်မှုရပ်ပတ်စင်တကုတ်ဖွင့်လင်းခဲ့ရယခု2025ခုနှစ်ဧပြီလအတွင်းစစ်မှုရပ်ပတ်စင်စနေတီစတိုက်လာစဉ်ဖွင့်လင်းလာခြင်းဖြစ်သည် ဆလဘိစကောင်စီရဲ့အပြည့်ရက်တိကာလတိုင်းရက်20ကြာအပြည့်ခက်ရက်ဆိုင်မျိုး KI ကိုကြေညာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။အကြံဘက်စကောင်စီကမနေ့ကညပိုင်းမှာထုတ်ပြန်ခဲ့တဲ့ရာအပြည့်ရက်ကာလသမတ်ကြေညာချက်တိုင်းကချင်လွတ်လပ်ရေးအဖွဲ့ KI ကရက်20ကြာအပြည့်ခက်ရက်ဆိုင်ထားမယ်လို့မနေ့ကညပိုင်းမှာထုတ်ပြန်ကြေညာထားပါရယ်။ အကျံဖက်ဆက်ကောင်စီရဲ့ရိုက်ပစ်ခတ်တိုက်ခိုက်မှုရစေးခြင်းညာကြောင့်မတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ဘေးဒဏ်ကိုကိုကြီးကဲစိလုပ်ငန်းတွေဆောင်ရွက်နိုင်အောင်ထုတ်ပြန်တာဖြစ်ကြောင်းနားလည်တယ်လို့ KIO ကဆိုပါတယ်။ KIO အနေနဲ့လည်းဆက်ကောင်စီရဲ့ရိုက်ပစ်ရက်ကာလတိုင်းဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်ထိခုခံကာကွယ်တာကလည်းလို့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်ထားမယ်လို့ထုတ်ပြန်ထားပါတယ်။အကျံဖက်ဆက်ကောင်စီရဲ့ရိုက်ပစ်ရက်ရေးထုတ်ပြန်ချက်အပိုင်းလေးမှာ ရှမ်းရဲ့ပြည့်ရက်ဂါလာတိန်တိုင်းဒေသလက်နက်ကိုင်ဖွဲ့ရိအခြားလက်နက်ကိုင်ဖွဲ့ရိအနေနဲ့စစ်ကောင်စီတက်စကန်တွေကိုတိုက်ခိုက်တာဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခိုက်တာအင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနေမြေချဲ့တင်တာတွေမပြုလုပ်ဖို့နဲ့ပြုလုပ်ရည်လိုအပ်သလိုတုံ့ပြန်သွားမယ်လို့ဖော်ပြထားပါတယ်။အဆိုပါအချက်တွေကိုစံပတ်စစ်ကောင်စီကပါလိုက်နာဖို့လိုအပ်တယ်လို့ KYO ကတတိပေးထားပါတယ်။ KNO ရဲ့ဒုတိယဩဂရတုဘိုးချုပ်ကြီးခွန်မော်ကလည်းနံပါတ်၄သည်တိုက်ပွဲဆင်နေတဲ့သူများအလုံး SAC နဲ့လိုင်းနိုင်ရန်လိုအပ်ပြန်လည်ထူထောင်ရေးကိုရည်ရှိလုပ်ရမည်လို့မှတ်ချက်ပြုထားပါရရှင်။ဒီကစလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင့်ရကတော့ငလင်ဘေးကိုနိုင်မှုရာရီအပြစ်ရထားကြပြီးမယ်ဝိုင်းမော်ဝါရှောင်းလမ်းဘက်မှာပြစ်ခတ်တန်နေကြနေရဟုဆိုဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ နှစ်ဖက်တပ်တွေကရာရည်ပြည့်ရက်တယ်လို့ထုတ်ပြန်ထားကြပေမယ့်ဒီကနေ့မနက်မှာတော့ဝိုင်းမော်58တရင်အစောဝါရှောင်းလန်းလက်မြန်ကြီးရွာတဝိုက်ဘက်မှာပြစ်ခတ်တန်းနေကြနေရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေရဲ့ပြစ်ခတ်တန်းတွေဖြစ်ပြီးစစ်ကောင်စီရဲ့58တရင်ဘက်ကလက်နက်ကြီးပြစ်ခတ်တန်းတွေဖြစ်နိုင်တယ်လို့ဝိုင်းမော်မျိုးကန်တူကမြစ်ကြီးနားသတင်းစာနယ်ကိုပြောပါရယ်။ ။အတန်ရတော့58ဘက်ကပဲခရိုင်ထက်တောင်ပိုကျန်နေတယ်လို့လို့စီးချက်ကြကြပဲလို့ဆိုပါရယ်။လက်ရှိအချိန်ဒီလည်းပြက်ခတ်နေသေးဖြစ်ပြီးလက်နက်ကြီးပြက်ခတ်တန်းနေကြနေရတာလည်းဖြစ်တယ်လို့ဝါရှောင်းဒေတာကန်တူကပြောပါရယ်။ အခုပြောနေတဲ့အချိန်မှာပဲဒုံဆိုပြီးဖြစ်သွားတယ်လက်နက်ကြီးတွေလှမ်းထူရတဲ့တန်ပြီးမှဒီဘက်ကနေလက်နက်ငယ်တန်လေးတွေပြန်ပစ်တဲ့သဘောလို့ဆိုပါရယ်ဝိုင်းမော်ဝါရှောင်းလမ်းဘက်မှာတိုက်ပွဲဖြစ်နေတာမှန်ကန်ပြီးဘယ်ဘက်ကစပစ်တယ်လဲဆိုတာမသိရသေးသောစစ်ကောင်စီဘက်ကအပြည့်ရထုတ်ပြန်ပြီးနောက်ပိုင်းအင်တော်ဘက်မှာလေးချောင်းပြစ်ခတ်မှုတွေရှိနေတယ်လို့ KIO KNY သတင်းနဲ့ပြန်ကြားရေးတာဝန်ဘုံမူကြီးနော်ဘူးကမြစ်ကြီးနာသတင်းဌာနကိုပြောပါရယ်ဘယ်ဘွဲတွေစပစ်တယ်လဲဆိုတာတော့ရှေ့တန်းသမားတွေတော့သိမှာပါအဲ့ဒါကမေးကြည့်ရအောင်မယ် တိုက်ပွဲကတော့ရှိတယ်ဒီမနက်အောက်အင်းတော်ဘက်မှလည်း6နာရီခွဲချိန်မှာ၄ချောင်းနဲ့ပြက်ကံမိုးရေရှိတယ်အရာနောက်မှာအခုဝီယံ58ဘက်မှလည်းမြေပြင်တိုက်ပွဲရှိပါတယ်အများပိုင်းကတော့သူတို့စစ်ကောင်စီကပြစ်တာနေမှာပါဒရုန်းတွေလည်းလာတယ်လို့ပြောတယ်ဆိုတော့သူတို့ကတော့အပြစ်ခတ်ရဲစေးချိန်ညာတဲ့နောက်ပိုင်းမှာအခုချိန်ဒီတော့တိုက်ပွဲကဆက်ရှိနေစေဖြစ်ပါတယ်ခင်ဗျာလို့ဘုံမူကြီးနော်ဘူကဖြေကြားခဲ့တာပါငလင်ဘေးတန်းကြောင့်ကိုကြီးခေစေးရင်းနဲ့ပြည်လင်းထူထောင်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်မှုဆိုပြီးစစ်ကောင်စီရဲ့ကာဝေးဦးစီးချုပ်ရုံကဧပြီလ2ရက်နေ့က နဲ့ဧပြီလ22ရက်နေ့အထိရာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရီကာလဆိုပြီးမနေ့ကထုတ်ပြန်ခဲ့ပါတယ်။အဲဒီနောက်နိုင်ပိုင်းကြမှာ KIO ကလည်းဧပြီလ2ရက်နေ့ကနေဧပြီလ22ရက်နေ့အထိအပြစ်ခတ်ရက်စဲတောင်းကြေညာခဲ့ပြီးအပြစ်ရဲ့သဘောတူညီမှုတွေကိုစက်ကောင်စီကိုရိုင်းလိုက်နာဖို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မနေ့အစောပိုင်းမှာတော့တိုက်ပွဲတွေရပ်တန့်သွားတာမရှိဘဲဆက်လက်ဖြစ်ပွားနေတာကိုလည်းတွေ့ရပါတယ်။စက်ကောင်စီကထုတ်ပြန်တဲ့အပိုင်လေးထဲမှာတော့ရာယီပြစ်ခတ်တိုက်ခိုက်မှုကြေညာထားတဲ့ကာလတွင်တိုင်းရင်းသားလက်နက်ကိုင် ဖွဲ့တွေနဲ့အကြမ်းလန်းလန်းကိုင်ဖွဲ့တွေကနေအများပြည်သူသွာလာအုံပြုလဲရှိတဲ့ဆက်သွေးရေးလမ်းကြောင်းတွေကိုနှောက်ရှက်တိုက်ခိုက်တာနဲ့ဖြစ်စေတာပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်တွေကိုပျက်စီးစေတာမလုပ်ဖို့ပါရှိပါတယ်။ဒါပြင်လုံခြုံရေးတရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့တပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေနဲ့တပ်ဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုစားတာပြင်ဆင်စုဖွဲ့တာနဲ့နေမြေချဲ့ထင်တာတွေမပြုလုပ်ဖို့နဲ့ဆောင်ရွက်လာရင်လိုအပ်တဲ့တုံ့ပြန်မှုတွေဆောင်ရွက်သွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့တာပါ။ ထုတ်ပြန်ထားတဲ့ချက်လက်တွေကိုစစ်ကောင်စီကိုယ်တိုင်နဲ့တိုက်ဝဲဆင်နွှဲသူအားလုံးလိုက်နာဖို့လိုအပ်ပြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုရေရှည်လုပ်ရမယ်လို့လည်း KYN ကိုဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်ကလူမှုကွန်ရက်စာမျက်နှာကနေမှတ်ချက်ပေးရေးသားထားပါရရှင်။